င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ဘုတ်ထံရနိုင်ခြင်းနဲ့တပ်သားအဖြစ်အာဓမ္မစုဆောင်းခံရနိုင်မှုတို့ကြောင့်မြန်မာလူငယ်နှစ်သမ၅တန်းနီးပါးဟာလုံခြုံမှုအမြဲတမ်းဆိုရင်နေပြီး၆တန်းကျော်မှာတော့ညအချိန်မှာလုံးဝလုံခြုံမှုမရှိဘူးလို့ခန်းစားနေရကြောင်း UNDP ကသတိပေးလိုက်ပါတယ်အကြမ်းဖက်စစ်တပ်အခြေစိုက်ရာနေပြည်တော်မှာစစ်စင်ရေးအရှိန်ဟုန်တိုးမြင့်နေရေးတွင် ်ဘျူဟာအမှတ်16ကိုဖွဲ့စည်းလိုက်တဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခေတ်တရင်တွေကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ရင်တစ်ပုတ်ကတော့စစ်မှုထမ်းရနိုင်ခြင်းနဲ့တသားဖြစ် အတ္တမစူဆောင်းခံရနိုင်တဲ့အနေတွေကြောင့်မြန်မာလူငယ်1.5တန်းတွေပါကဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းစိုးရိမ်နေကြပြီးလူငယ်6တန်းကျော်ကတော့ညအချိန်မှာလုံးဝလုံခြုံမှုမရှိဘူးလို့ခံစားနေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးစီစဉ် UNDP ကတတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့အကြက်တွဲတွေကြားမှာပုဂ္ဂိုလ်ဆိုင်ရာမလုံခြုံမှုနဲ့လူမှုဘဝဆိုင်ရာစိုးရိမ်ရမှုတွေဟာလူငယ်တွေအတွက်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပုံမှုဖြစ်စေတယ်လို့လည်းဆိုပါတယ်။ဒါအပြင်လူငယ်ဥယျာဉ်1.5တန်းနီးပါးဟာပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနီးပါးစိုးရိမ်ပူပန်နေထိုင်နေကြရပြီး6တန်းကျော်ဟာ ညအချိန်မှာလုံးဝလုံခြုံမှုမရှိဘူးလို့ခန်းစားနေရတယ်လို့ UNDP ကဆိုပါတယ် UNDP ရဲ့ဂျောက်ကမားထက်ကမျိုးဆက်မြမလူငယ်များဤလုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုများဆိုတဲ့အစီရင်ခံစာရာမြမလူငယ်တွေဟာမလုံခြုံမှု စီးပွားရေးအခက်အခဲနဲ့နေရက်စွန့်ခွာရမှုတွေကြောင့် စိတ်ဖြစ်စည်းမှုနဲ့ကြောက်ရွံ့မှုတွေကိုနေ့စဉ်အခြေအနေဖြင့်ရင်ဆိုင်နေရပါတယ်။ UNDP ရဲ့ပြောကြားချက်အရကတော့လူငယ်9ယောက်ထဲက1ယောက်လောက်ကလုံခြုံမှုအတွက်အမြဲပူပန်နေရပြီး10ယောက်ထဲက4ယောက်လောက်ကတော့ညအခြေလမ်းလျှောက်ဖို့တော့မလုံခြုံဘူးလို့ခံစားနေရတယ်လို့လဲဆိုပါရတယ်။အထူးသဖြင့်အမျိုးသားလူငယ်တွေမှာစိုးရိမ်မှုအဆင့်ပိုမိုမြင့်တက်နေရဖြစ်ပေါ်နေပြီးစစ်မှုထန်ခိုင်းခံရမယ်ဆိုတဲ့ထိတ်လန့်မှုနဲ့ တသားဖြစ်အတင်းအဓမ္မစူဇန်းခံရမှုတို့ ਨੇ မလုံခြုံမှုခံစားရမှုတွေပုံမှုများပြားလာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်မတန်ဆွမ်းမင်းကလေးလူငယ်တွေကတော့ကြောက်ရွံ့မှုနဲ့ထိခိုက်မှုအမြင့်ဆုံးအဆင့်ကိုရင်ဆိုင်နေရတယ်လို့လည်းဖော်ပြထားပါတယ်။ UNDP ရဲ့ဒေတာဆိုင်ရာဥဆောင်ညွှန်ကြားရေးမှူးကမြန်မာလူငယ်တွေဟာအကြမ်းဖက်မှုနဲ့အတင်းကျပ်စစ်မှုထမ်းခိုင်းခံရမှုတွေကြားထဲမှာနေထိုင်နေကြရတာဖြစ်ပြီး ဒီယာရီဟာသူတို့ရဲ့နေစဉ်ဘဝရဲ့အစိပ်ပိုင်းတစ်ခု ဖြစ်လာပြီလို့လည်းပြောပါရတယ်။ဒါအပြင် UNDP အစိုးရခန်းစာအရာမြန်မာလူငယ်တွေကတဝက်နှိပါးဟာမိမိအနာဂတ်အတွက်မျှော်လင့်ချက် ရှိနေစေဖြစ်ပေမဲ့လည်းလုံခြုံမှုနဲ့အခွင့်အလမ်းမရှိဘူးဆိုရင်မျိုးဆက်တစ်ခုလုံးဟာစိတ်တရားနဲ့ကြောက်ရွံ့မှု ကြပါပျက်စီးသွားနိုင်တယ်လို့လည်းတတိပေးထားပါဗျ။ဒီအစီရင်ခံစာဟာ UNDP ရဲ့မြန်မာလူငယ်အစီရင်ခံစာတွေကတတိယမြောက်အဖြစ်ထုတ်ပြန်ထားတာဖြစ်ပြီ ိုင်းဒေသကြီးနဲ့ပြည်နယ်အလုံးကလူငယ်9000ကျော်ရဲ့အတန်တွေကိုအခြေခံထားတာလည်းဖြစ်ပါလေရှင်စကိုင်းတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကိုင်းတိုင်းချောင်းမြို့နယ်မှာတရင်ကျုံမိထုံပွဲတော်ကိုစစ်တပ်ကလေချောင်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်လူဒါဇင်ချီတေဆုံးခဲ့ရတာကိုကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်အပါအဝင်နန်းတကာတပ်ရုံးအချို့ကပြင်းပြင်းထန်ထန်ရှုံချလိုက်ပါရယ်ကုလသမဂ္ဂအတွင်းမှုချုပ်က မြန်မာစစ်တပ်ရဲ့ဒီတိုက်ခိုက်မှုဟာအရသားတွေကိုတိတိကျကျပိတ်မတ်ထားတဲ့စစ်ရေးအတိုက်ခံလှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့လည်းပြောဆိုခဲ့ကြောင်းကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကပြောပြပါဗါးအဲတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ24ဦးဟာသေဆုံးခဲ့ရပြီး55ဦးဟာဒဏ်ရာရှိခဲ့ကာသေဆုံးသူတွေထဲမှာကလေးတွေနဲ့အမျိုးသမီးတွေလည်းပါဝင်နေပါတယ်ဒီအကြမ်းဖက်မှုအပေါ်ကိုရန်ကုန်အခြေစိုက် UK ဩစတြေးလျနဲ့ ဆွစ်ဇာလန်တန်ယုံတွေကလည်းပြင်းပြင်းထန်ထန်ရှုံချခဲ့လို့လည်းသတင်းထုတ်ပြန်ထားပါဗျ။ဩစတြေးလျတန်ယုံကဗုဒ္ဓဘာသာဝင်တွေရဲ့မိထွန်းပွဲတော်တွင်းမှာတော့ပြည်သူတွေကိုတိုက်ခိုက်နေတာဟာလုံးဝလက်ခံဖို့မရတဲ့အရာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ဆွစ်ဇာလန်တန်ယုံကလည်းအရက်သားတွေအပါအဝင်ကလင်းငယ်တွေတည်ဆုံးခဲ့တဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုရှုံချလိုက်ပြီး ဒါဟာအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေကိုဖောက်ဖျက်တာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ဆွစ်ဇာလန်အနေနဲ့ကတော့လူသားချင်းစာနာမှုဥပဒေနိုင်ငံတကာလူ့ခွင့်ရေးဥပဒေတွေကိုလေးစားလိုက်တာပေါ့။အယက်သားပြည်သူတွေကိုကာကွယ်ဖို့လိုအပ်တဲ့အစီအမံတွေချက်ချင်းယူဖို့တောင်းဆိုရဲလို့လည်းဆိုထားပါဗျ။ဩစတြေးလျတယုံကတော့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့လူသားချင်းစာနာမှုအကူအညီတွေကိုဘေးကင်းလုံခြုံစွာပေးအပ်နိုင်ဖို့မတရားအကျဉ်းကြခံနေရသူတွေကိုလွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့တောင်းဆိုလိုက်ပါတယ် UK တန်ယုံကတော့ဗုဒ္ဓဘာသာပွဲတော်အတွင်းမှာတော့ကလေးငယ်တွေအပါအဝင်အယက်သားတွေတည်ဆုံနေတာဟာ အင်မတန်တုံလုံးဖွယ်ကောင်းတဲ့အဖြစ်ပြက်လို့လည်းပြောပါရယ်ဒီလိုတက်ခတ်မှုအတွက်လက်ခံဖို့ဖြစ်နိုင်တဲ့အကြောင်းပြချက်တစ်ခုတောင်မရှိသလိုမြန်မာပြည်သူတွေကိုဆက်လက်အကြမ်းဖက်နေတဲ့မြန်မာအစိုးရရဲ့လုပ်ရက်တွေကိုလည်း UK အစိုးရအနေနဲ့ပြင်းပြင်းထန်ထန်ရှုတ်ချရလို့လည်းသတင်းထုတ်ပြန်ထားပါရယ်ဒါအပြင်စစ်တပ်အပါဝင်သက်ဆိုင်သူအလုံးကအရက်သားတွေအထူးသဖြင့်ကလေးငယ်တွေကိုကာကွယ်ဖို့တာဝန်ရှိတယ်လို့လည်းရန်ကုန်မှာရှိတဲ့ပြည်တင်တန်အဖွဲ့အကြီးအကဲကပြောပါရယ်ရှင် နေပြည်တော်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်နေပြည်တော်မှာမဲဆင်းတွေမှောင်ရနေတယ်လို့ဝဘန်ခဲ့တဲ့ဘူးလက်လှဆွေဟာအဖမ်းခံရတာမရှိဘူးလို့လည်းသိရပါဗျ။ဒီရက်ပိုင်းမှာဘူးလက်လှဆွေအဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကြကြပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက်မှာစစ်တပ်ကဖမ်းဆီးတယ်ဆိုတာမဟုတ်မှန်ပဲခေါ်ယူသတိပေးတာမျိုးတော့ရှိကောင်းရှိနိုင်တယ်လို့ကြန့်ခိုင်တဲ့သတင်းရင်းမြစ်ကပြောပါဗျ။တကယ်လို့ဘူးလက်လှဆွေကိုစစ်တပ်ကဖမ်းဆီးခဲ့မယ်ဆိုရင်သူဝင်ပြိုင်ဖို့စင်းတင်သွင်းထားတဲ့နေပြည်တော် ပုပ္ပတိတိမြို့နယ်မှာစက်ဖို့ပါတီရဲ့ပုပ္ပတိတိမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းနေရာလက်လက်သွားမှာဖြစ်ပြီးအဲ့လိုဖြစ်သွားရင် တက်ဖို့ပါတီအတွက်ရောစစ်တပ်အတွက်ပါနစ်နာသွားနိုင်တယ်လို့လည်းဆိုထားပါဗျ။နောက်တလောမှာဘူးလက်လဆွေဟာနေပြည်တော်မှာပဲရှိနေပါဗျ။ဘူးလက်လဆွေအဖမ်းခံရတာလားလို့ Viber Group မှာမေးမြန်းမှုအပေါ်ကိုတော့စစ်တပ်ကဖမ်းထားတာမရှိဘူးလို့အကြမ်းဖက်ဇော်မင်းထွန်းဦးစီးတယ်။တည်င်းမှန်ပြန်ကြားရေးအဖွဲ့နဲ့တည်င်းသမားတွေစစ်လော်ဘီအမေရိကန်တည်င်းသမားတွေချိတ်ဆက်ထားတဲ့ Viber Group မှာပြန်လည်ဖြည့်ဆို့ထားပါဗျ။အော်တိုဘာလ9ရက်နေ့မှာဘူးလက်လဆွေက နေပြည်တော်မှာမဲဆင်းတွေမှားယွင်းနေတဲ့အကြောင်းလူရေ900ရှိရင်300လောက်မှားနေတဲ့အကြောင်းတည်တဲ့သူတွေဆင်းမှာပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုနဲ့မိသားစုတော်မဲဆင်းမှာမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကိုပြန်လဲသုံးတယ်လို့ယူဆကြောင်း မဲစင်းတွေအလွန်ကွာဟနေပြီးမဲစင်းတွေပြန်လဲပြုတ်ပြင်ရန်အချိန်တစ်ပတ်သာကြာတော့ကြောင်းမဲစင်းမှားရွေးမှုအစမပြေကြောင်းဘူလက်လာဆွေကထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ရှင်။မွန်ပြည်နယ်တိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်ဘင်းလင်းမြို့နယ်ပြင်းမပင်စစ်အနောက်ရွာကိုအကြက်ဖက်စစ်တပ်ကလေနဲ့ပုံကျဲချမှုကြောင်း တည်ဆုံးခဲ့သူ၅ဦးမှာအသက်၆နှစ်အရွယ်ကနေ၁၂နှစ်အရွယ်အတွင်းမှာရှိတဲ့ကလေးငယ်၅ဦးဖြစ်တယ်လို့လည်းဒေတာပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါဒ်။အော်တိုဘာလ9ရက်နေ့ည၈နာရီကြော်ခန့်အချိန်မှာအကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပြင်းမပင်စိတ်အနောက်ရွာကိုဘုံကျဲတက်ခဲ့ခဲ့တာလည်းဖြစ်ပါဗါဒ်။ အကျန်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအသက်6နှစ်အရွယ်ရှိတဲ့စောထွန်းထွန်းမင်းအသက်9နှစ်အရွယ်ရှိတဲ့စောလင်းထက်သာအသက်9နှစ်အရွယ်ရှိတဲ့နော်မင်္ဂလာဖောအသက်10နှစ်အရွယ်ရှိတဲ့နော်မတ်ဆန်းမြင့်နဲ့အသက်12နှစ်အရွယ်ရှိတဲ့နော်မတ်တန်းတန်းတို့ပွဲချင်းပြီးတည်ဆုံးခဲ့တာဖြစ်တယ်လို့ ဒဏ်ရာရှိသူ9ဦးထက်မနည်းလဲရှိတယ်လို့လည်းသိရှိရပါတယ်။လာတို့အော်တိုဘာလ10နှစ်မနေ့9နာရီမိနစ်30အချိန်ကလည်းအကြက်ဖက်စစ်တပ်ဟာတနင်္သာရီမြို့နယ်ကကူရွာကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်ကလင်းငယ်တို့ပါဝင်လမ်းသွားလမ်းလာပြည်သူအချို့ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းပလောမြို့နယ်အတွင်းမှာခလရ101တရင်ကစစ်မှုတန်းတသားတဲ့တအုံးနဲ့ခမရ433တရင်ကစစ်မှုတန်းတသားတဲ့တအုံးတို့ဟာတနက်တလက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြတယ်လို့တောကြီးမွေဟောက်တပ်ဖွဲ့ကင်းကော်ပရာဖော့စ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။သတင်းပါလာ22ရက်နေ့ကခမရ433တရင်ကစစ်မှုတန်းတသားတဲ့ကိုတိုင်းဟာတနက်ယူဆောင်လာတာမျိုးမရှိဘဲ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL လေတပ်မဟာလေတရင်ခေါ် KNDO တပ်ခွဲနဲ့လက်အောက်ကတောကြီးမွေဟောက်တပ်ဖွဲ့ King Cobra 4C ကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အော်တိုဘာလ10ရက်နေ့မှာတော့ပလောမြို့နယ်မှာခလာရ101တရင်ကစစ်မှုထမ်းတပ်သားတဲ့ရဲတီဟာဟာတနက်တလက်နဲ့အတူအလင်းဝင်ဖို့အတွက်ဆက်သွယ်လာတာကြောင့် တောကြီးမွေဟောက်တပ်ဖွဲ့ King Cobra Force ရဲဘော်တွေကတွားရောက်ကြိုးစိုးလက်ခံရရှိခဲ့လို့လည်းသိရပါဗါးအလင်းဝင်ရောက်လာတဲ့စစ်မှုတပ်တသားတဲ့ရဲတီဟာနဲ့တူလက်နဲ့ MA1 တလက် G-Box ၄ခုကိုပါတင်ဆက်ရရှိခဲ့ပါဗါးစစ်မှုတပ်တသားတဲ့ရဲတီဟာဟာအသက်16နှစ်အရွယ်ဖြစ်ပြီး2024ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာအတင်းအဓမ္မဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဘေးမြို့ကိုပို့ဆောင်ခံရတာဖြစ်တယ်လို့တခြားအလင်းဝင်စစ်မှုထမ်းတပ်သားတစ်ကိုတိုင်းဟာလည်းအသက်29နှစ်အရွယ်ဖြစ်ပြီး2024ခုနှစ်ဧပြီလ17ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကအတင်းအဓမ္မတပ်သားအဖြစ်စုဆောင်းကဘေးမြို့ကို ပို့ဆောင်ခံရသူလည်းဖြစ်ပါတယ်ရှင်။ ဇကိုင်းအတိုင်းတစ်ပုတ်ကိုကြည့်အောင်ပါဇကိုင်းတိုင်းမုံရွာမြို့နယ်တာစီကျေးရွာအနောက်ဘက်ကအကျန်းဖက်စစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာရဲသုံးဟာတေသွားခဲ့တယ်လို့ဗမာတပ်တော်ဘာမာအာမေကသတင်းထုတ်ပြန်ထားပါတယ်အော်တိုဝါလာ6ရက်နေ့ညနေ9:00အချိန်ခန့်မှာမုံရွာမြို့နယ်တာစီကျေးရွာအနောက်ဘက်ကအကျန်းဖက်စစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကိုဗမာတပ်တော် ဘာမအမေအမှတ်နဲ့စီဦးစီကိုကဲရုံကိုကဲမှုအောက်ကနေအမှတ်905တရင်နဲ့မဟာမိတ်ပူပေါင်းတပ်တွေကသွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားချိန်ဟာ45မိနစ်အတွင်း 60မမတွေနဲ့အကျန်းဖက်စစ်တပ်ဘန်ဂါတွေကိုအနီးကပ်ပြစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့အပြန်အလှန်ပြစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့လို့လည်းသိရပါဗျ။အဲ့ဒီတိုက်ပွဲတွေမှာအကျန်းဖက်စစ်တပ်ဘက်ကရဲ3ဟာထေသွားတာဖြစ်တဲ့အပြင်ထောင်ကြီးကွင်းမှာအဆောက်အအုံနဲ့ပစ္စည်းတွေထိခိုက်ပျက်စီးမှုရှိခဲ့လို့လည်းသိရပါဗျ။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကျန်းဖက်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာစစ်စင်ရေးတွေကိုအရှိန်ဟုန်နဲ့တိုးမြင့်ဆောင်ရွက်သွားဖို့အတွက်ဗျူဟာအမှတ်16ကိုဖွဲ့စည်းလိုက်ပြီးဖြစ်တယ်လို့နေပြည်တော်တိုင်းကိုကယ်ရေးမှုဘိုလ်လက်ရာကရကုံခေတ္တမီဒီယာကိုပြောပါရတယ်။အော်တိုဘာလာကိုရနေမနက်ပိုင်းကနေပြည်တော်နေစစ်တောင်းမြေဝန်းဒေသနေပြည်တော်တိုင်းစစ်ဌာနစည်ရေးလှုပ်ရှားစိုးမိုးနေမြေမှာအမျိုးသားညီညွတ်ရေးဆိုရကာကွယ်ဝင်ထဏပြည်သူ့ကာကွယ်တပ်မတော်အမှတ်နှစ်စစ်စေရေးနေမြေ နေပြည်တော်တိုင်းစစ်တမ်းရဲ့ပြူဟာအမှတ်19ကိုအခမ်းအနားနဲ့ဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။အဲလိုဖွဲ့စည်းလိုက်တာဟာနေပြည်တော်စစ်စီရေးအရှိန်တိုးမြင့်ဆောင်ရွက်နိုင်ဖို့ဖြစ်ပြီးစစ်မျက်နှာ၃ခုမှာစစ်စီရေးဆောင်ရွက်ဖို့ရှိတယ်လို့လည်းနေပြည်တော်တိုင်းကုကဲရေးမှုဘိုလဲ့ရာကပြောပြပါဗါတယ်။အဲ့ဒီပြူဟာ19ဖွဲ့စည်းခြင်းအခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနတိုင်းစစ်စီရေးအရာရှိပြူဟာ19ကတာဝန်ရှိသူတွေ ဗျူဟာ19ရဲ့လောက်ခံတရင်တွေ ဖြစ်တဲ့တရင်၈၆တရင်၈ခေါ်တရင်၈၈တရင်၉၁တို့ကတရင်မှုဒုတက်ရင်မှုတွေတရင်တောင်ပေါ်ရှိသူတွေနဲ့ရဲဘော်တွေတက်ရောက်ခဲ့ကြရလို့လည်းသိရပါဗါးအမျိုးသားညီညွတ်ရေးအစိုးရကຫນွေဦးတော်လိုင်းရဲ့နောက်တဆင့်ကိုတက်လှမ်းဖို့နဲ့အထွေထွေထိုးစစ်ကိုဆင်နွှဲသွားဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင်တနိုင်ငံလုံးကတော်လိုင်းတက်တွေနဲ့အတူပြင်ဆင်မှုတွေကိုလွတ်ဆောင်နေရလို့လည်းတရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်ရှင် ဟုတ်ကဲ့ပါရှင်။ဒါကတော့ညောင်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြီးစုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။